ေးသည့် YouTube channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခါနားဆင်ရမယ့်အစီအစဉ်လေးကတော့လာမယ့်မေလ29ရက်နေ့မှာကြာရောက်တဲ့မြန်မာနိုင်ငံမြို့မြများအသင်းရဲ့29နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့မြန်မာနိုင်ငံမြို့မြများအသင်းအနုပညာကော်မတီမှဦးဆောင်ကြပါတယ်အသင်းရဲ့ team ဆောင်တချင်းသည့်ရေးဆက်ပြိုင်ပွဲနဲ့ပတ်သက်ပြီးပုံမသိရှိဖို့အတွက်မမတရဲ့ရုံးဝန်ထမ်းတို့ဦးမှဆက်သွယ်ပြင်းပြင်းတင်ဆက်ထားတဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာအဆုံးထိအားပေးနားဆင်ကြပါခင်ဗျာ မင်္ဂလာပါဒီနေ့အင်တာဗျူးအစီအစဉ်လေးကတော့မြန်မာနိုင်ငံမြေမြာအသင်းအမှုပညာကော်မတီရဲ့လက်တလောက်လှရှားမှုတွေနဲ့ပတ်သက်ပြီးအဲတာဝန်ရှိသူတို့အုပ်ကိုတိတ်ဆုံမြင်မြတ်မဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်အကိုရေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့အကိုပထမဆုံးအနေနဲ့မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ထင်လင်းအောင်ဖြစ်ပါတယ်ကျွန်တော်ကတော့မြန်မာနိုင်ငံမြေမြာအသင်းရဲ့အမှုပညာကော်မတီမှာကော်မတီဝင်အဖြစ်နဲ့ အာတာဝန်ထမ်းဆောင်နေပါတယ်ဗျ။ဟုတ်။ဟုတ်ကဲ့အာအနုပညာကော်မတီအနေနဲ့ဘယ်တော့မှဖွဲ့စည်းခဲ့တာလဲ။ဘယ်ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားလဲဆိုတာလေးလည်းပြောပြပေးပါအောင်ရှင်။အဲဒီအကြောင်းကိုပြောရမယ်ဆိုလို့ရှင်တော့ပြီးခဲ့တဲ့73ချိန်မြောက်အတင်းလုံးချုပ်အစည်းအဝေးကိုကျွန်တော်တို့ပြန်သွားပြီးတော့ကောက်ကြည့်ရမယ်ပေါ့နော်။အဲဒီမှာဆိုလို့ရှိရင်အနုပညာကော်မတီဖွဲ့စည်းဖို့ဆိုပြီးတော့အာဥက္ကဋ္ဌအနေနဲ့ဦးမင်းစင်ကိုဒါအများသဘောတူတင်းလုံးချုပ်အစည်းအဝေးရဲ့ဆုံးဖြတ်ချက်နဲ့တင်မြှောက်ခဲ့ကြရတယ်ပေါ့နော်။ အဲ့လိုတင်မြှောက်ခဲ့ကြပြီးတော့အနုပညာကော်မတီရဲ့လုပ်ငန်းစဉ်တွေကိုဆက်လက်လှုပ်ဆောင်ရန်ဆိုပြီးတော့အဲ့မှာတခါတည်းဆုံးဖြတ်ချက်ချခဲ့ကြတယ်။အဲ့လိုဆုံးဖြတ်ချက်ချခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့15ရက်8လ2024ခုနှစ်မှာအနုပညာကော်မတီရဲ့ပထမဦးဆုံးအစည်းအဝေးပေါ့နော်တင်မြင့်ဆောင်2024ရနေပြီးတော့ဥက္ကဋ္ဌအနေနဲ့ဦးမင်းစဉ်ဒုဥက္ကဋ္ဌအနေနဲ့ကတော့ဦးချမ်းချင်းကျော်အတွင်းရင်းမှုအနေနဲ့ဦးတွန်းနေဆိုတွဲဘက်အတွင်းရင်းမှုအနေနဲ့ကတော့ဦးဖုံးခန့်ကျော်ဗန္နာရေးမှုအနေနဲ့ ဒေါ်သွန်းရွှေဤထေတွဲဘက်ဗန္နာရေးမှုအနေနဲ့ဒေါ်ဟယ်ရီနာပြီးတော့အဖွဲ့ဝင်တွေအဖြစ်ကျွန်တော်ရဲ့ဦးညီညီအောင်ရဲ့ဒေါ်ဝင်းဝင်းမြင့်ရဲ့ဆိုပြီးတော့အဲ့ဒီလူပုဂ္ဂိုလ်တွေနဲ့ဥက္ကဋ္ဌအပါအဝင်၉ဦးနဲ့ဖွဲ့စည်းခဲ့ပါတယ်ခင်ဗျ။အော်ဟုတ်ကဲ့ပါအနုပညာကော်မတီရဲ့ဒူဥက္ကဋ္ဌကိုယာယီဥက္ကဋ္ဌအဖြစ်ခန့်ထားတယ်လို့လည်းကြားသိရပါတယ်။ဟိုအဲ့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးလည်းပြောပြပေးပါအောင်ရှင်။အော်ဟုတ်တယ်ဗျ။အဲ့ဒါကတော့ဒီပင်းလုံးကျုပ်အစည်းအဝေးပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ကျွန်တော်တို့ အဲအနုပညာကော်မတီရဲ့ဥက္ကဋ္ဌနေထိုင်ရာဒေတာမှာအမငြိမ်မသက်မှုတွေပေါ့နော်တိုင်းပြည်ရဲ့စီရေးပရိပခလေးတွေနည်းနည်းဖြစ်သွားခဲ့ရပေါ့နော်အဲ့လိုဖြစ်သွားခဲ့တဲ့ခါကျတော့ကျွန်တော်တို့ကအနုပညာကော်မတီရဲ့လုပ်ငန်းစဉ်တွေကိုဆက်လက်လှုပ်ဆောင်ဖို့အတွက်ဥက္ကဋ္ဌကိုအဲကျွန်တော်တို့ဘက်ကဆက်သွယ်ဖို့အခက်အခဲဖြစ်သွားခဲ့ရပေါ့နော်အအပေါ်မှာကျွန်တော်ပြောခဲ့တဲ့ယာရုနေရာတွေခံထားဖို့အစည်းအဝေးလုပ်တာတောင်မှကျွန်တော်တို့ဥက္ကဋ္ဌကိုခက်ခက်ခဲခဲ online ကနေတမျိုး offline ကနေရိုးရိုးဖုန်း line တွေကနေတမျိုးပေါ့နော် အဲ့လိုဆက်သွယ်ခဲ့ရတယ်ပေါ့နော်အဲ့လိုဆက်သွယ်ပြီးတော့အတီးဗျူချက်တွေရယူပြီးမှကျွန်တော်တို့ဒီအစည်းအဝေးကိုကျင်းပခဲ့ရတယ်ဆုံးဖြတ်ခဲ့ရတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဥက္ကဋ္ဌကိုဆက်သွယ်ဖို့အတွက်ကများစွာအခက်အခဲတွေရှိလာခဲ့တယ်အဲ့လိုအခက်အခဲတွေရှိလာခဲ့တဲ့အတွက်ကျွန်တော်တို့အနုပညာကော်မတီရဲ့တချို့လုပ်ငန်းစဉ်လေးတွေမှာဆိုရင်ကြန့်ကြာခဲ့တာနှောင့်နှေးခဲ့တာဆုံးဖြတ်ဖို့ခက်ခဲနေတာမျိုးလေးတွေလည်းရှိခဲ့တယ်ပေါ့နော်အဲဒါကြောင့်မလို့အနုပညာကော်မတီရဲ့နှစ်မြင့်ဆောင်2025အစည်းအဝေးဆုံးဖြတ်ချက်အရာ ဒုဥက္ကဋ္ဌဖြစ်တဲ့ဦးချမ်းကြီးကျော်ကိုယာယီဥက္ကဋ္ဌအဖြစ်ဒါမဲ့ဗဟိုလုံးမှုဆောင်အစည်းအဝေးမတိုင်ခင်အထိပေါ့နော်တင်မြှောက်ထားခဲ့ရခြင်းပဲဖြစ်ပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါအမှုပညာကော်မတီရဲ့လက်ရှိလှူရှားနေတဲ့လုပ်ငန်းစဉ်လေးတွေကိုလည်းပြပြပေးပါအောင်ရှင်။အာလက်ရှိလှူရှားနေတဲ့လုပ်ငန်းစဉ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ theme song ရေးတဲ့ပြိုင်ပွဲလေးရှိရပေါ့နော်အဲ့ဒါကတော့ဘာရဲ့ theme song လဲဆိုကျွန်တော်တို့မမတာရဲ့ပေါ့နော်မြန်မာနိုင်ငံမြန်မြန်များ theme ရဲ့ theme song လေးကိုကျွန်တော်တို့အစ်တစ်ပုတ်အနေနဲ့ပြန်ရေးမဲ့ theme song ပြိုင်ပွဲလေးရှိရပေါ့နော်အဲ့ဒီမှာပြိုင်ပွဲဝင်တွေကိုဖိတ်ခေါ်သွားပြီးတော့အဲကျွန်တော်တို့စုပေးပြီးတော့မြန်မာနိုင်ငံမြန်မြန်များအသင်းရဲ့ theme song အစ်တစ်ပုတ်အနေနဲ့ထွက်ပေါ်လာဖို့ကျွန်တော်တို့အနုပညာကော်မတီကဦးဆောင်လှုံ့ရှားနေရလေးတော့ရှိပါရဲ့ဗျဟုတ်ကဲ့ပါအဲ့ဒါဆိုရင်လေဒီတင်းဆောင်ရေးတဲ့ပြိုင်ပွဲအကြောင်းလေးလေးအသေးစိတ်လေးပြပြပေးပါဦးเนาะ ဟုတ်ကဲ့ပါဒီ theme song ရေးတဲ့ပြိုင်ပွဲကိုတော့ကျွန်တော်တို့ကလာမယ့်မေလ20ရက်နေ့ကနေစပြီးတော့အဲဇူလိုင်လ15ရက်နေ့အထိကျွန်တော်တို့ကပြိုင်ပွဲဝင်တွေကိုခေါ်ယူသွားမှာဖြစ်တယ်အဲ့ဒီရက်အတွင်းမှာပြိုင်ပွဲဝင်မဲ့လူတွေကစီးရင်ပေးပြီးရောတချင်းလေးတွေရေးပြီးရောပါဝင် ရှင်ပြိုင်လို့ရမှာဖြစ်ပါတယ်ပါဝင်ရှင်ပြိုင်ဖို့အတွက်စိတ်ဝင်စားတယ်ဆက်သွယ်မေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနုပညာကော်မတီရဲ့ကော်မတီဝင်တဦးဖြစ်တဲ့ဦးညီညီအောင်ပေါ့နော်ဦးညီညီအောင်ကိုဆက်သွယ်ပြီးရောအဲစီးရင်ပေးလို့ရပါတယ်

နောက်ပိုင်းမှာလည်းကျွန်တော်တို့အသေးစိတ်ထုတ်ပြန်သွားဖို့လည်းရှိရပါတော့။ဟုတ်ကဲ့ပါ။တင်စားပြန်ပွဲရဲ့ယူရဲချက်နဲ့ပြန်ပွဲဝင်တွေတည်ထားရမယ့်အချက်အလက်လေးတွေလည်းပြောပြပေးပါအောင်နော်။โอเคပါဒီ theme song ပြိုင်ပွဲလေးကိုဘာဖြစ်လို့ကျင်းပလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာရည်ရွယ်ချက်ရှိပါတယ်အဲ့ဒါကကျွန်တော်တို့မြန်မာနိုင်ငံမြေမြမအသင်းရဲ့ theme song ကပြီးခဲ့တဲ့2019ခုနှစ်ကတော့ theme song တစ်ခုရှိခဲ့တယ်ပေါ့နော်တစ်ပုတ်ရှိခဲ့တယ်အဲဒါမဲ့အဲ့ဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံမြေမြေများအတင်းကလုပ်ငန်းစဉ်တွေကအအငြင်းတန်း update ဖြစ်နေတယ်အစ်စ်အစ်စ်တွေလုပ်ငန်းစဉ်တွေအဲရှိခဲ့တယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့ရဲ့ဒီ theme song ကလည်းအစ်စ်တစ်ဖန်ဖြစ်လာဖို့လည်းလိုအပ်တယ်ပေါ့နော်အဲ့ဒီတော့ theme song အစ်စ်တစ်ခုထွက်လာဖို့အတွက်ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ကကျင်းပခဲ့တာပေါ့နော်ပြိုင်ပွဲဝင်တွေသိထားရမယ့်အချက်အလက်လေးတွေကတော့ပထမအဆုံးအနေနဲ့ပြောပြချင်တာကအသင်းထဲမှာဘာတွေပါရမလဲပေါ့နော်ဘာတွေပါရမလဲဆိုလို့ရှိရင်တော့ အဲမြန်မာနိုင်ငံမြေမြေများအသင်းရဲ့ team song ဖြစ်တဲ့အတွက်မြန်မာနိုင်ငံမြေမြေများအသင်းရဲ့လှုပ်ဆောင်ချက်တွေလုပ်ငန်းဆောင်တာတွေဘာတွေလှုပ်ဆောင်နေလဲဆိုတာတွေကိုပေါ်လွှင်အောင် ရေးသားအောင်ပါပေါ့နော်အဲခြုံငုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့အသင်းရဲ့ပုံရိပ်ကိုထင်ဟပ်စေမဲ့တခြင်းကောင်းတစ်ပုဒ်ဖြစ်ဖို့တော့လိုအပ်တယ်ပေါ့နော်နောက်သိရှိထားရမယ့်အချက်အလက်လေးတွေကိုဖြည့်ဆွတ်ပြီးတော့ပြောပေးရမယ်ဆိုရင်ဒီတခြင်းကရေးသားလိုက်ပြီးကျွန်တော်တို့ဘက်ကပြိုင်ပွဲဝင်ကိုအဲရွေးချယ်လိုက်ပြီးပေါ့နော် ွေးချယ်လိုက်ပြီဆိုလို့ရှိရင်အာရွေးချယ်လိုက်တဲ့ဒီတချင်းပိုင်ရှင်ကအာကျွန်တော်တို့ဒီအမှုပညာကော်မတီကိုလွတ်လပ်စွာဖန်တီးခွင့်စီမံပိုင်ခွင့်ပေးရမယ်ပေါ့နော်နောက်ပြီးတော့ဒီတချင်းကအာမြန်မာနိုင်ငံမြေမြင်များအသင်းရဲ့မူပိုင်တချင်းဖြစ်သွားမှာဖြစ်တဲ့အတွက်အာမြန်မာနိုင်ငံမြေမြင်များအသင်းမှာအသုံးပြုဖို့အတွက်ဒါခွင့်ပြုပေးရမယ်ဒါလေးတွေကိုတော့ပြိုင်ပွဲဝင်တွေကြိုတင်ပြီးတော့သိရှိထားရမှာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါဆက်ဆက်ပြီးတော့လည်းအနုပညာကော်မတီအနေနဲ့အနာဂတ်မှာဘယ်လိုမျိုးလုပ်ငန်းစဉ်တွေလှောက်ဆောင်သွားမလဲဆိုတာလေးကိုလည်းပြပြပေးပါအောင်ပြီးတော့အဖွဲ့အစည်းတွေအနေနဲ့လည်းဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်လို့ရမလဲဆိုတာလေးကိုလည်းပြပြပေးပါအောင်ရှင်။နာဂတ်လုပ်ငန်းစဉ်တွေအနေနဲ့ကတော့ကျွန်တော်တို့အနုပညာကော်မတီကနေပြီးတော့တင်တန်းလေးတွေကျင်းပသွားဖို့ရှိရပါတော့။အဲ့ဒီတင်တန်းလေးတွေမှာလည်းပူးပေါင်းဆောင်ရွက်လို့ရတယ်။နောက်ပြီးတော့အအမြင်အာရုံတန်ဆွမ်းသူအနုပညာရှင်တွေနဲ့တွေ့ဆုံတာတွေနောက်ဒီ survey လေးတွေကောက်တာတွေလည်းဆက်ပြီးတော့လှောက်ဆောင်သွားဖို့ရှိရပါတော့။ အဲ့လိုလုပ်ငန်းစဉ်တွေမှာလည်းပူးပေါင်းပါဝင်ခြင်းအပြင်အဲကျွန်တော်တို့အနုပညာကော်မတီကိုကူညီပေးလို့ရတယ်အဲဒီလိုမျိုးလုပ်ငန်းစဉ်လေးနဲ့အနာဂတ်မှာဆက်ပြီးတော့လှုပ်ဆောင်သွားဖို့ရှိပါတယ်ဗျဟုတ်ကဲ့ပါအခုလိုမျိုးအင်တာဗျူးကိုလာရောက်ဖြည့်ဆို့ပေးရတဲ့အတွက်ကိုတင်လေးအောင်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့အနုပညာကော်မတီကိုလည်းအခုလိုတွေ့ဆုံမေးမြန်းပေးတဲ့အတွက်အနုပညာကော်မတီရဲ့ကိုစားကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ ကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာမမတာအတင်ရဲ့ theme song တချင်းတဲ့ရေးဆက်ပိုင်ခွဲမှာလည်းပါဝင်ရှင်ပြန်ကြဖို့ဖိတ်ခေါ်ရင်းနဲ့ကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးသတ်လိုက်ပါတယ်နားဆင်သူပြည်သူများအားလုံးဆက်စပ်ရအောင်အဆင်ပြေနိုင်ကြပါစေခင်ဗျာ thank you